အားလုံးပဲမင်္ဂလာပါကီလူဆာဆက်မှာပြန်လည်ကြိုဆိုပါရစေအားလုံးသိကြတဲ့အတိုင်းပဲ YouTube မှာဗီဒီယိုတင်ပြီးပတ်စံရရဲဆိုတော့တော်တော်များများသိပြီးသားဖြစ်မှာပါဒါပေမဲ့မြန်မာလိုတင်တဲ့ဗီဒီယိုတွေတဲ့အင်္ဂလိပ်လိုတင်တဲ့ဗီဒီယိုတွေကပို့ပြီးတော့ international ကကြည့်ရလို့ဒီအများကြီးရပြီးတော့ကြော်ညာကတွေပို့ပြီးရတယ်အဲ့လို channel တွေကနေဝင်ဝင်ပို့ရနိုင်တယ်ဆိုတာတော့ဒါတေချာတွေးကြည့်ရင်အကုန်လုံးသိမှာပါအဲ့တော့ ဒီလိုမျိုးအင်္ဂလိပ်လိုအင်္ဂလိပ်လိုပြောထားပြီးတော့အင်္ဂလိပ်လိုလုပ်ထားတဲ့ YouTube ဗီဒီယိုတစ်ပုဒ်ကိုကိုယ်တိုင်အင်္ဂလိပ်လိုအသံသွင်းစရာမလိုပြောစရာမလိုပဲနဲ့လုပ်လို့ရတဲ့အနည်းလေးရှိပါတယ်။အခုအဲ့လိုမျိုးအစအဆုံး AI ကိုသုံးပြီးတော့လုပ်ထားတဲ့အင်္ဂလိပ်လိုဗီဒီယိုလေးကိုအင်္ဂလိပ်လိုပဲအစအဆုံး keyword ရေးတာအစကောင်းနေရတဲ့အဆုံးအစအဆုံးအင်္ဂလိပ်လိုပဲတင်သွားတဲ့အနည်းလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ ါကြောင့်မလို့ဒီဗီဒီယိုလေးอ่ะဆိုလို့ရှိရင် YouTube ကနေပြီးတော့ဝင်ဝင်ကောင်းကောင်းရှာနေတဲ့လူတွေအတွက်လိတ်လာတဲ့ဗီဒီယိုလေးဖြစ်လို့အဆုံးထိအောင်ကြည့်ပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်။အဲဒီဗီဒီယိုလေးမစခင်မှာကျွန်တော်လုပ်ထားတဲ့ဗီဒီယိုလေးကိုအရင်ဆုံးခဏလေးအတူလေးပြလိုက်ပါမယ်။ဒီဗီဒီယိုလေးကကျွန်တော်ကိုယ်တိုင် AI ကိုသုံးပြီးတော့အင်္ဂလိပ်လိုဖန်တီးထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ Have the octopus. These masters of disguise don't just blend in. They have impressive problem-solving skills. They can open jars, escape aquariums, and show cognitive abilities on par with some primates. Coming in at number 9, dolphins are incredibly smart. ဒါဒီဗီဒီယိုလေးကတော့ Tot Dance Most Intelligent Anime ဆိုတဲ့ဒီရန်အကောင်းဆုံးကလိပ်ဆန်10កောင်ဆိုပြီးတော့အင်္ဂလိပ်လို Fast ဗီဒီယိုလေးဖြစ်ပါတယ်။အဲဒီဗီဒီယိုလေးကိုအင်္ဂလိပ်လိုပဲအစားဆုံးတင်တဲ့ Defany Fast ဆိုတဲ့အင်္ဂလိပ်လိုကျွန်တော်လုပ်ထားတဲ့ channel လေးမှာပဲတင်ပါပါ။အဲဒီ channel လေးကဆိုရင်လည်း monetization အောင်ပြီးသားပါ။အဲဒါပေမဲ့ကျွန်တော်ပုံမှန်မတင်နိုင်လို့အလောက်ကြီး reach မများပဲနဲ့ audience မများသေးတာပါ။အဲတကယ်ဖန်ပြီးတော့မိတ်ဆွေတို့ပုံမှန်လေးတင်နိုင်မယ်ဆိုလို့ရှိရင်တော့ဒါ ဲ subscriber တွေအကုန်လုံးက international orient တွေကြီးပဲဖြစ်တဲ့ကြောင့်မလို့ပို့ပြီးတော့အဝင်ငွေကတော့ပုံမှန်မြန်မာ view တွေထက်ပို့ပြီးတော့ကောင်းမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုတင်မယ်ဆိုလို့ရှိရင်လိုအပ်တဲ့ဟာတွေကပါလိမ့်လဲဆိုလို့ရှိရင်ဖုန်းနဲ့တင်မှုလိုအပ်တဲ့ဟာတွေကတော့ Google Gemini ရဲ့ နောက်တစ်ခါ YouTube application ရဲ့ YouTube Studio ရဲ့အဲဒါက Google Chrome ရဲ့ဖုန်းထဲမှာရှိတဲ့ application လေးတွေပဲဖြစ်ပါတယ်။အဲတော့ Google Gemini ကတော့ Google ရဲ့ AI ဖြစ်တဲ့သူ့နေရာမှာ ChatGPT ကိုသုံးနေရတယ်။ကျွန်တော်ဒီမှာတော့ Gemini ကိုပဲသုံးပြပါမယ်။အဲတော့ Gemini နဲ့ဝင်ရင်ဆုံးဝင်လိုက်မယ်။ဝင်လိုက်ပြီးလို့ရှိရင်အရင်ဆုံးအရင်ဆုံးခေါင်းစဉ်ကိုအရင်အင်္ဂလိပ်လိုရေးခိုင်းပါမယ်။ AI ကိုဒီမူဒီကိုအတွက်ခေါင်းစဉ်လေးရင်ရေးခိုင်းလိုက်တယ်။အဲ prompt လေးရေးလိုက်တယ် titles for youtube video about the top 10 most intelligent animal in the world ဆိုပြီးအင်္ဂလိပ်လိုပဲရေးလိုက်တယ်။တကယ်လို့ကိုကအင်္ဂလိပ်လိုမကျန်ဘူးဆိုရင်လည်းဗမာလိုရေးပြီးတော့အင်္ဂလိပ်လိုခေါင်းစဉ်လေးလုပ်ပေးပါဆိုပြီးတော့ခိုင်းလည်းရပါတယ်။အဲဒီမှာသူကခေါင်းစဉ်လေးအများကြီးထွက်ပေးလာတယ်။ အဲမှာဆိုရင်ကောင်းစဉ်5ခု6ခုနော်ကောင်းစဉ်စုစုပေါင်း10ခုတိအောင်သူအကြံပေးတယ်အဲ့ထဲမှာကိုယ်အကြိုက်ဆုံးကောင်းစဉ်တစ်ခုကိုရွှေ့ပြီးတော့ဒီဗီဒီယိုကိုတင်တဲ့ချိန်ကြာရင်သုံးဖို့ပါပဲအဲ့တော့ဆက်ပြီးတော့ကောင်းစဉ်ပြီးရင်တစ်ခါတည်းတစ်လက်စာရဲ့ description ကိုဆက်ပြီးတော့ရေးဖို့လို့အတွက် description တစ်ခါတည်းရေးခိုင်းလိုက်မယ်အဲ့ဒီစမှာဆိုရင်ကောင်းစဉ်18ခုတောင်းပေးထားတယ် description ကကြတော့ write the description uh, write the description for the about YouTube video to get more views and viral on YouTube including hashtags over your description ကိုအများဆုံးရေးခိုင်းလိုက်မယ်အဲ့တော့စက္ကန့်ပိုင်းတွင်မှာပဲ description ကိုသူရေးပေးပါလိမ့်မယ်ဒီမှာ hashtag တွေပါပါတယ်အဲ့တော့ option 1 2ကိုကြိုက်တာရွေးလို့ရတယ်နော် option 3 3ခုတော့ပေးထားတယ်နော်ဟုတ်ပြီအဲ့တော့သူကပြီးတော့ဒါ ီဒီယိုတင်နေချင်းကြရင်ပို့ပြီးတော့ပိုင်ရဖြစ်အောင်ဘယ်လိုတင်ရမလဲဆိုအကြံဉာဏ်တွေပါပေးထားသေးတယ်အဲ့တော့ဒါပြီးသွားပြီးသွားရင်ဆိုကြတော့ description ပြီးသွားရင်နောက်တစ်ခု YouTube တင်တဲ့နေရာမှာလိုတဲ့ keyword တွေကိုရေးခိုင်းမယ် write the keywords အဲ keyword လေးရေးခိုင်းလိုက်တယ် write the keywords for the above video to get more view and viral on YouTube ဒါ key မရေးတဲ့ချင်းကြရင်တခါတယ် YouTube မှာထည့်ရတာအဆင်ပြေအောင်လို့ comma လေးချပြီးရေးပေးပါဆိုပြီးတော့ comma separate between keywords ဆိုပြီးရေးလိုက်တယ် ါဒီမှာ keyword တွေကိုမလေးခံပြီးတော့အများကြီးပဲတစ်ခါတည်းရေးပေးတာ okay ဒါဆိုရင်ခေါင်းစဉ်လည်းရသွားပြီအဲနော်ခေါင်းစဉ်လည်းရသွားပြီ description လည်းရသွားပြီ keyword လည်းရသွားပြီဆိုတော့ကျတော့ YouTube ကိုဖုန်းနဲ့ video တင်တဲ့ဟာလေးကိုဆက်ပြီးသွားမယ်အရင်ဆုံးဒီကနေပြီးတော့ခေါင်းစဉ်လေးကိုတစ်ခါတည်း copy ကုခဲ့လိုက်မယ်ဒီကောင်းစဉ်10ခုတည်းကကောင်းစဉ်တစ်ခုပေါ့နော်ဒီမှာတစ်ခုကိုဒါလေးထောက်လိုက်ပြီးတော့ select text ဆိုတာလေးနဲ့ရွေးလိုက်မယ်ပုံစံကအဲ dot transmit text anime on the as ပဲကောင်းစဉ်လို့သဘောကျလို့ဒါလေးကို copy ယူခဲ့လိုက်မယ်ပြီးရင် menu နဲ့ပြန်ထွက်လိုက်မယ်ပြီးရင် YouTube ဆိုတဲ့ application လေးတွေကိုဖုန်းထဲမှာရှိတဲ့ YouTube application လေးတွေကိုတွားလိုက်မယ် ကဲဒီမှာ Funny Fest ဆိုတဲ့ကျွန်တော်ရဲ့ channel ရောက်သွားပြီအဲဒီ channel ကအစတော့ကတော့ဒီ Fest တင်မှုရွေးထားတာမဟုတ်ဘူးအဲဒီလိုပဲ Android တွေတင်ရင်လည်း video နှစ်ပုတ်သုံးပုတ်လောက်မှ subscriber တွေရသွားပြီးတော့အဲ monetization အောင်သွားတာပေါ့နော်နောက်ပိုင်းကျတော့ဒီ channel ကို design ပြောင်းပြီးတော့ Fest တင်မယ်ဆိုပြီးပြန်လုပ်ထားတာဒီမှာဆိုရင်ဟိုအတော့မှဒီ banner တွေ logo တွေတောင်းမချိရသေးဘူးပေါ့နော်အဲ့ဒီအရလေးကိုဒီခုတော့တဲ့ဥပမာနဲ့တင်မနီးကိုပဲပြပါမယ်တင်မယ်ဆိုရင်ဒီအပေါင်းလေးကိုနှိပ်ရပါမယ်ဖုန်းလေးကတင်မယ်ဆိုအပေါင်းလေးကိုနှိပ်မယ် ဗီဒီယိုဆိုတာကိုရွေးမယ်ဗီဒီယိုတင်မှာဖြစ်တဲ့ဗီဒီယိုဆိုတာကိုရွေးမယ်ပြီးတော့ကိုဖုန်းထဲကကိုထုတ်ထားပြီးသားခုနကဗီဒီယိုကိုဆက်လက်လုပ်မယ်ပြီးရင် next ကိုနှိပ်မယ်ပြီးရင်ခုနကခေါင်းစဉ်ကို paste လုပ်လိုက်မယ်ပြီးရင်ဒီနေရာကဒီဒီနော် edit ပုံလေးကိုနှိပ်လိုက်ပြီးတော့တမ်နေဟိုရွေးမယ်တမ်နေကလည်းကျွန်တော် AI ကိုပဲသုံးပြီးတော့ထုတ်ထားတာပါ AI ကိုသုံးပြီးတော့တမ်နေထုတ်တဲ့အနေနဲ့ထုတ်ထားတာ အတန်နီးပုံလေးကိုကျွန်တော်ထည့်လိုက်မယ်ဒီမှာတန်းဆိုပြီးနိုင်တန်းနီးလေးရသွားပြီပြီးရင် description အ description ရေးဖို့တည်းရနေပြီးတော့ menu လေးကိုပဲနှိပ်ပြီးတော့ပြန်ထွက်လိုက်မယ်ပြန်ထွက်ပြီးတော့ chemin နိုင်လေးကိုပြန်ဝင်လိုက်မယ် chemin နိုင်လေးကိုပြန်ဝင်ပြီးတော့ဒီအများဘုပဲနဲ့ပြန်ထွက်လိုက်မယ်ထွက်ပြီးတော့ခုနက ခေါင်းစဉ်အောက်မှာ description ကိုထောက်ပြီးတော့ဖြည်းဖြည်းထောက်ပြီးတော့ select text ဆိုပြီးတော့ select လုပ်မယ်အဲ့တော့ option 1 2 3တွေရတခုကိုယူလိုက်မယ်အပထမအောင် option 1ကိုပဲဒီမှာဒါလေးကို copy ယူလိုက်မယ်မလိုတဲ့စာသားတွေမပါအောင်လို့ဒီ description နဲ့ hashtag ကိုပဲပူလိုက်မယ်ဒီထိပဲကူလိုက်မယ်ပြီးရင် copy ဆိုတော့ယူလိုက်မယ်ပြီးရင် ်ဘက်နဲ့မိနူးနဲ့ပဲပြန်ထွက်ပြီးတော့ခုနက YouTube ထဲကိုပြန်ဝင်လိုက်မယ်ပြန်ဝင်လိုက်ပြီးတော့ဒီ description ဆိုတဲ့နေရာမှာနော်ဖြီးပြီးတော့ paste လုပ်လိုက်မယ်ကူချလိုက်မယ်ဒါဆိုရင် description ရေးပြီးတော့ပါပြီ description ရေးပြီးတော့ရင်ဘက်နဲ့ပဲပြန်ထွက်ပါမယ်အဲ့တော့အချိန်ကမိနစ်ပိုင်းလောက်လေးဒီမှာပဲအပူဒီယိုတစ်ပုဒ်ကိုအများဆုံးတင်နိုင်မှာဖြစ်ပါတယ်ပြန်ပြီးတော့ပြီဆိုရင်ဒီအဆင့်မှာကျတော့ဒီ application ထဲမှာပါလောက်ခဲ့မလဲဆိုရင်အဲ next နဲ့ပဲပြန်ထွက်လိုက်မယ် ပြီးရင် no no made for kids ဆိုတာရွေးပေးရမယ်ဒါကတော့ဗီဒီယိုတင်တိုင်းရွေးရမှာဖြစ်တယ်အဲ့တော့ပြီးရင် upload video ဆိုတာလေးကိုပေးလိုက်ရင်ဒါဒီတဲ့ကဗီဒီယိုစပြီး upload လုပ်နေပြီအဲ့အချိန်မှာပြန်ထွက်လိုက်မယ် menu လေးနဲ့ပဲပြန်ထွက်ပြီးရင်ဘယ်ကိုပြန်သွားမလဲဆိုရင်ဒီ Chrome ကိုသွားမယ် Chrome ထဲဝင်လိုက်ပြီ Chrome ထဲဝင်ပြီးသွားလို့ရှိရင် Chrome ထဲမှာ studio youtube studio ဘယ်လိုဝင်မလဲဆိုရင် search bar မှာ studio. ယူကျူတော့ကိုဆိုပြီးရိုက်လိုက်ပါအနားနှိပ်လိုက်လို့ရှိရင်ဝင်သွားပါပြီပြီးလို့ရှိရင် desktop mode လေးမပြောင်းရသေးရင် desktop mode လေးကိုပြောင်းလိုက်ပါဒီမှာ desktop site လေးရေးထားပြီးသားပါပြီးရင်ငယ်လေးဆွဲကြည့်လိုက်မယ်ဒီနေရာမှာ content ဆိုတဲ့နေရာလေးဒီဒီလိုပုံလေးနေရာကိုထောက်လိုက်ပါထောက်လိုက်ပြီးဆိုရင်ကိုယ့်ရဲ့တင်ထားပြီးသားတင်နေစေဟာလေးတွေ့နေမယ်ဒီမှာဆိုရင်ခုနကတစ်ဖက်ကနေတင်ထားတဲ့ dot dance button anime ဆိုတာလေးရောက်နေပါပြီပြောင်းနေပြီဆိုရင်ဒီမှာဒါလေးကိုထောက်လိုက်ပါထောက်လိုက်ပြီးရင်သူ့အတွက်ဒီမှာ chrome ထဲမှာဝင်လောက်ရမယ်လိုအပ်တဲ့ဟာလေးလုပ်မယ်ဒီမှာဆိုရင် နော် playlist ကိုရွေးမယ် playlist က amazing fest ဆိုပြီးပေးလိုက်မယ်အဲနောက်တစ်ခါဒီ set သွားဖို့တကဒီမှာ show mode ဆိုတာလေးကိုနှိပ်မယ် show mode ဆိုတာလေးကိုနှိပ်ပြီးတော့ရင်ဒီမှာ add text ဆိုတဲ့နေရာမှာ tag လို့ခေါ်တဲ့ keyword ထည့်ရမယ်အဲ့ဒါကိုဖျက်သွားယူမယ်ဆိုတော့ခုနကခိုင်းထားတဲ့ chimney name ai ကနေပြီးတော့သွားယူမယ်ဒီမှာထောက်လိုက်မယ် keyword တွေကိုထောက်လိုက်ပြီးတော့ select text ဆိုပြီးတော့ဒီ comma ချထားတဲ့နော် comma ချထားတဲ့ဒီ dot done အနီမဲအတွက်ဖတ်တယ်ကိုဒီမှာယူလိုက်မယ်။နည်းနည်းလေးညာနေရတော့ကြောင့်မလို့တချို့အားတွေကိုရှော့ပြီးတော့ယူလိုက်မယ်။စလုံးကြီးတွေညာညာနေရတော့ကြောင့်မလို့ပြီးရင် copy ယူလိုက်မယ်။ပြီးရင်ဒီဘက်ကိုသွားမယ်။ပြန်ဝင်မယ်ပြီးရင် add text ဆိုတဲ့နေရာမှာ add text ဆိုတဲ့နေရာမှာထောက်ပြီးတော့ paste နေလိုက်မယ်။ခုနက keywords တွေဝင်သွားလိမ့်မယ်။ဒီမှာသူကစလုံးကြီး900ထီကို680ဖြစ်နေတော့နည်းနည်းညာနေညာနေတော့နည်းနည်းလေးအဲတချို့တိုက်ရေးမကြီးဘူးထင်တဲ့ keyword လေးတွေကိုရှော့လိုက်မယ်။ ။ဆက်သွားပြီးကြာဒီမှာ video language မှာရွေးမယ်။ language ခါကြတော့ video language မှာသူကအင်္ဂလိပ်ဖြစ်တဲ့အကြောင်းလို့ English United States ကိုရွေးပေးလိုက်မယ်။နော် title and subscription နဲ့ description language ရလဲ English United States ကိုရွေးပေးလိုက်မယ်။ညီမလို့တင်တော့သူကညီမလို့တင်မယ်ဆိုရင်တော့ညီမပါမီဆိုရွေးရမယ်။ recording date ကတော့မရွေးလည်ရတယ်။ category ကတော့ဒီမှာတော့ entertainment လားအဲဘာလဲဆိုတော့ကြာတရားကြတော့အဲအာနေပိုဆိုင်မယ်ဆိုလို့ရှိရင် fat ဆိုတော့ကြတော့ education နဲ့လည်းဆိုင်တယ် entertainment နဲ့လည်းဆိုင်တယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာတော့ entertainment အနေနဲ့ပဲထားလိုက်မယ် and fat ဆိုတော့ education နဲ့လည်းပို့ပြီးဆိုင်တယ်နော်ဒါ education နော်လေ့လာလို့ရတယ်ပြီးရင်ပြီးရင်ဒီမှာသွားပြီးတော့ save ဆိုတာလေးကိုနှိပ်မယ်အမှနှိပ်ခင်ဒီနားမှာဒီ s ခွင်လို့ပါတော့ထည့်လို့ရတယ် ီမှာ n screen ဆိုတာကနောက်ဆုံးပိတ်မှာရွေးရမယ်ဆိုတဲ့ဟာပေါ့နော်ဒီမှာတော့အလွယ်တကူ1 video 1 subscribe ကိုရွေးလိုက်မယ်အဲနောက်ပြီး save နှိပ်လိုက်မယ်ပြီးရင်နောက်တစ်ခါ cut ငွေတရား video လေးတစ်ပုဒ်ကိုရွေးပေးလိုက်မယ်ပြီးလို့ရှိရင် save ကိုနှိပ်လိုက်မယ်ဒါဆိုရင်အကုန်လုံးပြီးသွားပြီအကုန်လုံးပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ဒီမှာ save ဆိုနှိပ်လိုက်လို့ရှိရင်ရသွားပါပြီကြတဲ့ဒီပြန်ထွက်ပြီးတော့ YouTube Studio ဖုန်းနဲ့ application တွေကနေဝင်မယ်ဝင်ပြီးတော့လို့ရှိရင် ခုနကနော်ဒါတင်ရတင်ထားတဲ့ဟာကြီးပေါ့နော်ကျွန်တော်တိတ်မတင်ပြလို့ပဲဆန်တိတ်မဝင်ဘူးအဲဒီမှာ content တွေကိုသွားလိုက်မယ်သွားလိုက်ပြီးလို့ရှိရင်ခုနကဒီကောင်ကိုနော် unlisted လုပ်ထားတာမတင်ရသေးတဲ့ဟာအဲ့ဒါကို edit ဆိုတာကိုရေးမယ်ရေးပြီးသွားရင် edit ရေးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ monetization ကို on ပေးရမယ်ဒါပေါ်တဲ့ on ပြီးသားဖြစ်တဲ့ကြောင့်မလို့ကျွန်တော်က off ထားတာကို on ပေးရမယ်ဗီဒီယိုတစ်ပုဒ်ချင်းစီမှာဒီမှာ အပရီရိုအဒီဒီမှာဒါဗီဒီယို2ရဲ့အကြောင်းမလို့ဒီမှာဆိုမေရိုအဒီဗိုင်းတော့သူမပေးပေးထားဘူးအဲပြီးတော့ရင်ဒီမှာ feasibility ဆိုတာကျတော့တင်လို့မပြီးသေးခင်မှာကျွန်တော်လုံးဝမပြထားဘူး analyst တက်လောက်ထားတယ်ပြီးတော့မှ public ကိုရွေးပေးလိုက်မယ်ပြီးလို့ရှိရင်ဒီမှာ save ဆိုပေးလိုက်တာနဲ့ဒီဗီဒီယိုကရောက်သွားပါပြီအဲ့တော့ကိုကပုံမှန်တင်နေဆိုရင်ဒီ channel ကပုံမှန် YouTube channel တင်နေဆိုလို့ရှိရင်ဗီဒီယိုတွေပုံမှန်တိုင်းနော် တက်ပြီးလို့ရှိရင် reach တွေကောင်းပြီးတော့ပတ်စံတွေပို့ရလာမှာဖြစ်တယ်ကျွန်တော်ကသိမတင်ပြဘူးအဲ့တော့အခုကြည့်နေတဲ့မိတ်ဆွေတွေလည်းဒီ channel လေးကိုနမူနာလေးနဲ့လုပ်ပြတာဖြစ်တယ်ဒီ channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်ကျွန်တော်ရဲ့ kidu sasa channel လေးကိုလည်း subscribe လုပ်ခဲ့ကြပါအောင်အခုလို video တင်နေနေ AI ကိုအသုံးပြုနေနေပြုံးရင်းနေနေတော့ canva capcut အစုံဝင်တော်များများကိုမျှဝေပေးမယ် online class လေးကို join နေတယ်ဆိုရင်ပတ်စံ1000နဲ့ join လို့ရပါတယ်အားလုံးကိုဆုံးလေးအောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်